ယောက်ရတော့ဘောအားလုံးပဲမင်္ဂလာပါရှင် MK Korean Language School YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့အခြေခံစင်ကိုရီးယားဘာသာစကားပြီးထပ်ပြီးသူများလေ့လာလို့ရမယ် Level 1စင်သင်ခန်းစာများကိုတင်ကြားပေးတော့မှာဖြစ်ပါတယ်ဒီသင်ခန်းစာလေးတွေကိုတော့အပတ်စဉ်တင်ကြားပေးတော့မှာဖြစ်လို့ Channel လေးကိုလည်း Subscribe လုပ်ပေးဖို့မျှော်လင့်ပါတယ်ဟုတ်ပြီဆရာမတို့ဒီသင်ခန်းစာတွေကိုတော့ရုံးစဲတင်ရုံးနဲ့တင်ကြားပေးတော့မှာပေါ့နော်ဒီဗီဒီယိုမှာတော့ အခန်းလေးရဲ့အခန်းတုံးလေးလေ့လာကြရအောင်ဒါအခန်းတုံးလေးရဲ့ခေါင်းစဉ်ကြည့်အောင်ပါလေ저는불고기를먹고싶습니다เนาะ저는불고기를먹고싶습니다เนาะကျွန်တော်ကတော့불고기မဲသားခင်ကို먹고싶습니다စားချင်ပါတယ်ဆိုတဲ့ခေါင်းစဉ်လေးเนาะတော့ဆက်ကြည့်ရအောင်아대화마저잉이식당에서는무슨음식이맛있습니까 이 식당에서는 이 식당 사다 사이마로 무슨 음식 너 no, 바사다리가 맛있습니까? 야다시래 비빔밥이 맛있습니다. 비빔밥 소라가 타미에고 별에나 타미에다 야다시래 불고기는 어떻습니까? 불고기야 불로네 어? 불고기도 맛있습니다. 불고기를 야다시 말해 아 저는 불고기를 먹고 싶습니다. 리에가 불고기 사전에 그럼 마리아가 그럼 저는 비빔밥을 먹겠습니다. 비빔밥고 사람의 로별. 아멘요. 네, 여러분 표지요. 이 식당에서는 무슨 음식이 맛있습니까? 비빔밥이 맛있습니다. 물고기는 어떻습니까? 물고기도 맛있습니다. 저는 물고기를 먹고 싶습니다. 그럼 저는 비빔밥을 먹. ကက်စီတာဟောပြီနော်အော်ဝီလေးသွားရအောင်အော်ဝီမှာဆိုရင် object item လေးရှိတယ် object item ကပါတယ်လဲဆိုရင်နော်အာဒီအစားအသောက်နာမည်တွေက bibimbap thamin tau galbi nan yo bang နော်နောက်တစ်ခု samgyeopsal နော် wa tong thadakin နောက်ကင်ချီကြီးကကင်ချီဟင်းရဲ့တွင်ကျန်းကြီးကတွင်ကျန်းဆိုတာကပဲပဲပိဆက်နော်ပဲပိဆက်ဟင်းရဲ့နောက်တစ်ခုဆွန်တူဘူးကြီးကပဲပြဟင်းရဲ့နောက်တစ်ခုတက်ကာဘီဆိုတာကတက်ဆိုတာကကြတော့ချက်ကိုပြောတာနော်ဆမ်ကေထန်ဆမ်ကေထန်ဆိုတာကကြတော့ချက်ကောင်လုံးပြုတ်ကိုပြောတာနော်ချက်ချင်းစင်းကောင်လုံးပြုတ်ကိုပြောတယ်ဂါလ်ဘီထန်ဆိုတာကကြတော့နန်ယိုးဟင်းရဲ့ကိုပြောတာနော်ဂါလ်ဘီဆိုတာနန်ယိုးကိုပြောတာအဲ့တော့နန်ယိုးမှာဆိုရင် ဝတ်နိုင်ရုံဆိုတော့တွဲကြည့်ကြပြီးเนาะဟိုမဲသားဆိုရင်စုကြရပြီးအဲ့လိုမျိုးဟာတွေကိုပြုတ်ရည်เนาะသူတို့အဲ့လိုမျိုးမုံလာဥအဖြူနဲ့ပြုတ်တယ်အဲ့လိုပုံစံမျိုးအော်တန်ယိုးပြုတ်ခင်းရည်တွေကိုပြောတယ်နောက်တစ်ခုနှင်းမြောင်းဆိုတာခေါက်ဆွဲအေးเนาะ နောက်နောက်တစ်ခုကပါလဲခိုင်ကုစုခိုင်ကုစုဆိုတာကလက်လုတ်ခေါက်ဆွဲပြုတ်ကိုပြောတာเนาะနောက်တစ်ခုလာမျောလာမျောဆိုတာက instant ခေါက်ဆွဲတွေကိုပြောတယ်ခေါက်ဆွဲပြုတ်နောက်တစ်ခု gumbap ဆိုတာကထိုင်ရင်းညှိထမင်းလေးเนาะ topoki topoki japche ဆိုတာကကြတော့ပဲခေါက်ပဲပဲခေါက်ဆွဲပြတယ်ပဲကြာစံတုပ်ကိုပြောတာเนาะအဲ့တော့ bibimbap galbi samgyeopsal kimchi jjigae doenjang jjigae sondubu jjigae dakgalbi samgyetang 갈비탕,냉면,칼국수,라면,김밥,떡볶이,잡채.아멘어.에라아가리믿어라.어?에라.그럼빨리떠봐매.그라마가알릴래소인고싶다.소래그라마리고싶다.어?တခုခုကိုတခုခုကိုလှုပ်ချင်တယ်လှုပ်ဆောင်တဲ့တခုခုလှုပ်ချင်တယ်เนาะလို့ပြောတဲ့အခါမှာ ဒီကိုရှစ်တာဂရမာကိုသုံးတယ်သူကလုံဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ van က action van နဲ့ပဲသုံးတယ် quality van နဲ့မသုံးဘူးเนาะเนาะ push point ရောတွေးချင်တယ်เนาะ more push point ရောစားချင်တယ်အဲ့လိုပုံစံမျိုးပြောတာเนาะအဲ့တော့ကြည့်အောင်ကိုဟျန်ငယ်ကာကိုရှစ်စမီတာကိုဟျန်မွေးရမြေတို့သွားချင်ပါတယ်ကာကိုရှစ်စမီတာအဲ့တော့ပြန်သွားချင်ပါတယ်လို့ပြောတယ်နောက်တစ်ခုချင်းကူတဲ့မှာနာကိုရှစ်ဖတ်စမီတာတငယ်ချင်းတွေကိုမန္နာမန္နာသာတွေးဆောင်နေဆိုတော့တွေးဆောင်ချင်း ဒီနောက်မှာ VAT 2တောင်းတာအတွက်လား all လေးဆိုတော့ twist twist ချင်ခဲ့ပါတယ်နောက်တစ်ခု muslim sugar chap sushi ko ships မြေကပါစာတော့တွေကို chap sushi da ဆိုတာမော့တာရဲ့နော်အမြင့်သုံးစကားအဲ့တော့မော့တာနဲ့တူတူပဲဘာစားစားနေသုံးဆောင်ချင်ပါတယ်လေပေါ့နော်ဒီနေရာမှာစားချင်ပါတယ်လေဆိုတာဒါအစားတော့ဆိုင်ပါဆိုဘာသုံးဆောင်မလဲပေါ့နော်အဲ့လိုပုံစံမျိုးပေးတဲ့ခါမှာနော် chap sushi da လို့တောင်းနေနောက်တစ်ခု muslim sugar ဘာ ko ships မြေက somol salad ဆောင်ပါလက်ဆောင်ကိုဘတ်တာဆိုတာကရရှိတယ်လက်ခံရရှိအဲ့တော့ ဘာလက်ဆောင်ကိုလက်ခံရရှိခြင်းလဲဆိုတာဒါဘာလက်ဆောင်လိုခြင်းလဲပေါ့နော်နောက်တစ်ခု computer မှာ ship simulator copy ကိုနော်မှာ shita ဆိုတာတောက်တာနော်အဲ့တော့ coffee တောက်ခြင်းပါတယ်လို့သုံးတယ်နော်ရမယ်နော်အဲ့တော့ဒီခုတုံးဆောင်တဲ့တစ်ခုခုကိုလုတ်ခြင်းနဲ့နော်စန်တာကိုဟိုဖော်ပြတဲ့နေရာမှာဒီ go ship diagram ကိုသုံးတယ်ရုပ်ရှင်ကြည့်ခြင်းနဲ့ရောင်းဝတဲ့ go ship simulator နော် ကိုရီးယားစာလေးလာခြင်းနဲ့ဟန်ကူကော်ဒ်ကွန်ဘူဟာကိုရှစ်စမီတာနော်ဘဲကူရှစ်စမီတာနော်အဲ့လိုမျိုးတောင်းလို့ရရနော်အေးနောက်တော့ grammar လေးရခဲ့လေးခဲ့ grammar လေးရပါလေးလဲဆိုရင်နော်အာအနာဂတ်မှာလုပ်မယ်ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာတုံးတယ်ဝီဒိုကိုဖော်ပြတဲ့နေရာမှာနော်ဒီခဲ့ grammar လေးကိုတုံးတယ်တခုခုလုပ်ပါမယ်လုပ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးနော် အနာကတ်မှာတုံးတာနော်အဲ့တော့ကဲရဲ့သူကကြတော့ကဲရဲ့နောက်မှာအဲကက်ဆော်ယိုကက်စမီတာအဲ့လိုမျိုးပုံစံတုံးလို့ရတယ်နော်အဲ့တော့သူက action verb နဲ့ပဲတုံးမယ် qualitative verb နဲ့မတုံးနော်လောက်ဆောင်ချက်တစ်ခုခုရွယ်ချက်ကိုဖော်ပြတာမို့လို့ action verb နဲ့ပဲတုံးမယ်အဲ့တော့ကြည့်အောင်저는파티에안가겠습니다ကျွန်တော်တော့파티ကို안가겠습니다가겠습니다တလုံးနဲ့ဆိုရင်သွားပါမယ်ဒါပေမဲ့ an ဆိုတဲ့အငင်းပါလိုက်တယ်မဘူးဆိုတဲ့အတုံးတုံးလေးပေါ့နော်အဲ့တော့မသွားတော့ပါဘူးဆိုတဲ့အဓိပ္ပာယ် နာကမှသူမသွားတော့ဘူးเนาะခါတီကမသွားတော့ဘူးเนาะနောက်တစ်ခုနေညောနေဟန်ကူကဲဒါရှိโอเคစမီတာနေညောဆိုတာနောက်နဲ့ဟန်ကူကဲကိုရီးယားကိုဒါရှိဆိုတာထပ်ပြီးတော့โอเคစမီတာလာပါမယ်လာလိမ့်မယ်နော်အနာကမှလုံးမဲ့ဟာကိုပြောရနော်နောက်တစ်ခုချောင်းနဲ့ Bibin Barber Market Seminar ကျမကတော့နော်ကျွန်တော်ကတော့ Bibin Bar သမင်းတုပ်ကိုစားပါမယ်လို့ပြောတယ်အဲ့တော့လေအခုကထားပါတော့စားတော့ဆိုင်မှာမှားနေတော့မယ်အဲ့တော့ကျွန်တော်ကတော့ဒါကိုစားမယ်နော်အဲ့တော့ဒီဟင်းမွက်ထွက်မလာသေးဘူးအဲ့တော့ သူနေမြတ်သူစားမယ်နော်အဲခဏနေခဏနေဆိုတာလည်းအတာကောက်ဖော်ပြတာမို့လို့ခဏအဲ့ဒီမှာစားမယ်ဆိုတော့ mocket seminar လို့တောင်းတယ်နောက်တစ်ခု moral chef sushi ke seminar ကနော် moral ဆိုတာပါကို chef sushi တာဆိုတာက mock တာနဲ့တူတယ်စားတယ်သုံးဆောင်တယ်ဆိုတော့ဒီနေရာမှာဘာသုံးဆောင်မှာပါလဲနော် ဒီဒီစားသုံးဆိုင်မှာဆိုဝေတာတွေကစားသုံးကိုမေးတဲ့ပုံစံပေါ့နော်နောက်တစ်ခုမွန်နူကမွန်ကျော်ဟာရှိကစမီကနူကဘတူကမွန်ကျော်အရင်ဦးဆုံးဟာရှိကစမီကဟာတာဆိုတာလုတ်တယ်နောက်ကအာဒီအာအမြင့်သုံးပုံစံနဲ့ဖော်ပြတဲ့အတွက်ကြောင့်မလို့ရှီလေးကက်လိုက်တယ်ဘတူကအရင်ဆုံးလုံးမှာလဲနော်ဟာရှိကစမီကနော် အဲ့လိုမျိုးတောင်းတယ်နော်အဲ့တော့ get grammar လေးကဒီမှာ1နေနေပေးထားတယ်တစ်ခုနော်ပထမဆုံးတစ်ခုနေနေကအနာဂတ်မှာလုံးမဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာတောင်းတယ်တစ်ခုလုံးပါမယ်လုံးလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တောင်းမယ်နော်ဒီ get ကအဓိပ္ပာယ်တွေအခြားအဓိပ္ပာယ်လည်းအမျိုးမျိုးရှိတဲ့အကြောင်းမလို့ဒီနေရာမှာတော့ဒီအနာဂတ်မှာလုံးမဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာပဲတောင်းတယ်ဒီ get လေးကိုအရင်သိရမယ်နော်အဲ့တော့ grammar တစ်ခုအပြောင်းပြောမယ်ဆိုရင် go shift တာ go shift တာကနောက်ကိုယ့်ရဲ့ဆန္ဒကိုဆန္ဒဖြစ်ပေါ်တဲ့အ အဆန္ဒတစ်ခုလှုပ်ချင်တယ်အသွားချင်တယ်စားချင်တယ်လို့ပြောတဲ့အခါမှာကိုရှိပါသုံးတယ်သူက action verb နဲ့ပဲသုံးမယ်နောက်ထပ် k grammar လေးကကြတော့ဒီအနာဂတ်မှာလုပ်မယ့်ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာ k grammar လေးကိုသုံးမယ်တစ်ခုခုလှုပ်ပါမယ်လှုပ်လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်နော်အေးအဆိုရင်ဒီခန်းမှာတော့ဒီ grammar နှစ်ခုလေးတော့ get ပြီပဲအဲ့တော့နောက် video မှာပြန်တွေ့ပါမယ်အားလုံးပဲတတ်တာပါ